ဟိုဟာပေါ့ရေခါပြီးခဲ့တဲ့လဆိုရေခါထောက်တက်ကိုတက်သွားတာဒီလွိုင်ဘောဘက်ကိုတက်သွားတာတယောက်မှမကြံကုန်သေးတယ်အင်းမင်းမင်းလာပါညတော်နေဦးစမြမရှင်နေမှာကျော်စပါတယ်ညဒီစဉ်နိုင်ငံရဲ့တိုင်းပြည်တဲ့တဲ့မှာမျိုးကိုတင်ဆက်ပေးနေရှင်နေပြန်ကြောင်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ညတိရှိခင်ဗျာတို့ပဲကျေးဇူးတင်ပါတယ်ညကားလေးလည်းမရှုခံရတယ် ဲ့ဒါပေမဲ့ဒီဘက်ကလူတွေကရိုးသားတယ်တင်းသေးတယ်ပဲဟိုဘက်ကလူဒူမသေးဘူးဒူးလေးပဲပေါင်းသွားတာတောင်လေးပဲပေါင်းသွားတာမပြောဘူးတင်းသေးတယ်ပဲတနက်ကင်တိုက်တဲ့သူတွေကြားမှာကျွန်တော်ဘယ်တော့မှ line မလွှင့်ဘူးဘသူနိုင်နိုင်ဘသူဘသူမှမှဘသူမှမှတနက်ကင်ပြီးတယောက်တယောက်ပြစ်ခတ်နေသူတွေကြားမှာကျွန်တော်ဘတော်မှ line မလွှင့်ဘူးဒါပေမဲ့ဒီကိစ္စကကျတော့လူမဆန်မှုတို့ခလေးတွေကိုတတ်တယ်ဘာကြီးပြောနေတာလဲမိရမယ်ကလေးကြီးကဘုံကျရလဲမဟုတ်ရွာထဲသွားဘုံကျရလဲမဟုတ်စာတန်ရောက်သွားဘုံကျရလဲမဟုတ်ဘူးအဲ့ဒါမှတစ်ခုတော့ရှိတယ် เนาะဖရားတို့စာသင်ကျောင်းတို့အကောက်ကွယ်ယူပြီးတော့အောက်ကနေလှမ်းပြေဟိုကနေပြီးတော့ပြစ်လို့ရှင်လို့ရှင်ရွာတွေကလိုင်းတက်ကပြောထားပြီးသားရွာတွေကိုပြစ်မယ်သူတီစံလာတဲ့နေရာကိုပြစ်မှာပဲလို့စစ်တက်ကပြောထားပြီးသားဒါကြောင့်မို့ကိုရွာတွေမှာတက်ခွက်မဖော်နဲ့လေအုံနောက်တော့ရှိကိုရွာတွေမှာကိုတိုက်ဖွဲ့ဖော်လို့ရှင်ရွာနာမှာပေါ့ဒီလောက်တော့နားလဲဖို့ကောင်းတယ်လက်ပြက်ဘယ်လဲဟိုပါပေါ့ဒေးဗစ်ချန်တောင်မှာပဲသူရမှာသူကတိုက်ပွဲမဖော်ဘူးတဲ့ဗီဒီယိုတက်လာတယ်တခြားမျိုးတခြားရွာမှာတိုက်ပွဲဖော်မှာပေါ့တဲ့ လက်ပြက်တောင်မှအုံနောက်ရှိတယ်လက်ပြက်တော့အုံနောက်ရှိရင်တောင်မှပဲညာသားတွေတော်တော်လေးမစိုးဘူးနော်လက်ပြက်တော့အုံနောက်ရှိဖို့လက်ပြက်တောင်မှအဲ့ဒီဗီဒီယိုဖိုင်နဲ့အရင်မူယူပြီးလွှင့်တာလားမသိပါဘူးအဲ့မှာငါငါမျိုးငါရွာမှာငါတို့တိုက်ပွဲဖော်ရမှာလေငါရွာငါကြီးတော့မှာသူများမျိုးသူများရွာတော့လုံးမှာပေါ့လေအော်တော်တော်လေးကိုဖျားလောင်းစိတ်တယ်ပဲအော်ကိုမျိုးကိုရွာမှာတိုက်ပွဲပေါ်လို့ရှိရင်တော့ဒါစဉ်းစားလေပြီးပဇီကြီးရွာမှာအခုဌာနချုပ်ဆောက်ထားတဲ့နေရာနဲ့ရွာနဲ့ဘယ်လောက်ဝေးလဲ ရွာထဲမှာစောက်ထားတာမဟုတ်ဘူးနော်ရွာအပြင်ဘက်တနေရာမှာစောက်ထားတာဒီနေရာရွာအပြင်ဘက်နော်နွားတွေကျွဲတွေတောင်မကြောက်တဲ့နေရာမှာစောက်ထားတာဒီဌာနချုပ်ကဘာဖြစ်လို့ဒီဌာနချုပ်စောက်နေတာကိုတက်မတော်ကခေါင်းဆောင်တွေလာပြီးအခွင့်အမှားစကားပြောကြားပေးရမှာလားဒါမှမဟုတ်လို့ရှင်ဟုတ်ကဲ့ပါဖွဲ့စည်းပါနော်တက်ဖွဲ့တက်ဖွဲ့ဝင်တွေရောက်နေတာဝမ်းသာပါလေဟာဟုတ်ကဲ့ပါနောက်ဆိုလို့ရှင်လည်းဟိုရန်ကုန်မှာလည်းဌာနချုပ်တွေဖွင့်နိုင်မှုအတွက်ကိုအများကြီးညွှန်လဲပါတယ်ဘုံမွေးမရောက်နိုင်လည်းအဲ့လိုပြောလို့ရှင်လူသိရှိသွားပြီအရန်တော်သွားပြီပေါ့နော်အဲ့လိုပြောရမှာလား ိုင်းမူကတော့သူဒီမှာရှိလို့ရှိရင်သူ့ကိုတာဝန်ပေးထားရင်တော့ဒီတိုင်းမှာဒီမင်းတို့ PDF ကိုနှိမ်နှင်းလို့ပြောဆိုသူနှိမ်နှင်းမှာပဲလေနှိမ်နှင်းမှာပေါ့အပစီကြီးရွာကိုလာပစ်တယ်ခတ်တယ်ဆိုမသိလို့ရှိရင်ပဲဟိုစာသင်ကျောင်းနဲ့ပစ်တယ်လို့လို့မြူးပြမဲ့ကလေးကြီးဟာတယ်ဝယ်ပစ်တယ်လို့လို့အဘူပါအိတ်သားတယ်ပစ်တယ်လို့လို့မဟုတ်ဘူးပရိသတ်မိုင်းနေဘလဘွားထောင်ထားတဲ့တက်စစ်ကျောင်း၃ခုစလုံးရောက်နေတဲ့နေရာကိုပစ်တာလေအဲ့တော့စစ်တွေ့ရဲ့ဘောမှာတော့လက်နက်ကင်ချင်းချင်းဖြစ်တဲ့ကိစ္စမှာတော့ဘာမှဝမ်းနေစရာအကြောင်းမရှိဘူးပြည်သူလူထုကိုလည်းပြောပြခြင်းတယ်နော် လက်နက်ကင်ချင်းချင်းဖြစ်တဲ့ကိစ္စမှာကျွန်တော်တို့ကဘာမှမပြောချင်ဘူးဒါပေမဲ့တာမန်အပြစ်မရှိတဲ့ပြည်သူတက်ကပဲစော်ကားစော်ကားအရက်ဒီ PDF ကပဲစော်ကားစော်ကားကျွန်တော်လက်မခံဘူးကျောင်းဆရာမစာတင်တာကိုစစ်သားကပဲနောက်ရှင်းနောက်ရှက် PDF ကပဲနောက်ရှင်းကျွန်တော်လက်မခံဘူးနော်ကိုယ့်အလုပ်ကိုစားနေတဲ့ဈေးတယ်ကိုယ့်အလုပ်ကိုစားနေတဲ့အပြစ်မရှိတဲ့လူဘာမှဥပဒေနဲ့မညီဆွတဲ့သူကိုစစ်သားပဲထိခိုက်ထိခိုက် PDF ပဲထိခိုက်ထိခိုက်ကျွန်တော်လက်မခံဘူး အေးဒါမှမဟုတ်အဲ့လိုမဟုတ်ဘူးလက်နဲ့ဆွဲကင်ပြီးတော့နော်ငါလဲစတာမင်းလဲစတာဆိုပြီးတိုက်ခိုက်တဲ့နေရာတစ်ခုမှာတော့ငူပြနေတာယောက်ျားမပေးတာရောက်တယ်မင်းလဲစတာငါလဲစတာကိုဘကလူကြတော့မှအမလေးလူမဆန်းလို့ရဲလိုက်တာအမလေးလပဖြစ်တဲ့ညာဖြစ်တယ်ပြောချင်တာရှင်းရှင်းလေးပဲအပြစ်မဲ့ပြည်သူကိုလှုပ်တာဆိုတာအပြစ်မဲ့ပြည်သူဆိုတော့လက်နဲ့မကင်ထားဘူးယူနီဖောင်းဝယ်ထားအောင်အဲ့ဒါအပြစ်မဲ့ပြည်သူအပြစ်မဲ့ပြည်သူအဲ့တော့ယူနီဖောင်းဝယ်ထားတဲ့သူတွေကအပြစ်ရှိလားမရှိလားဆိုတာတော့ တို့ရဲ့လောရက်တွေပေါ်မူတည်တယ်ကြောက်ကြတာမန်ပြည်သူပေါ့အခုကတာမန်ပြည်သူမှမဟုတ်တာအခုပြစ်လိုက်တဲ့နေရာက ပြစ်လိုက်တဲ့နေရာကစစ်ကြောင်း၃ကြောင်းเนาะတကယ်တက်မှုတွေเนาะနောက်ပြီးတော့ဒီစကိုင်းတိုင်းရဲ့အကြမ်းဖက် PD ရဲ့ဌာနချုပ်ယုံစောက်တဲ့နေရာကိုပြစ်တာလေအဲ့နေရာကိုကလေးတွေမှာဘာပြုတ်လို့ခေါ်သွားတာလဲဟုတ်ဘာလို့ခေါ်သွားတယ်ကလေးတွေကိုကျွန်တော်တို့မိသားစုဝင်တွေအားလုံးကြည့်ကြည့်လိုက်အနေအများမဲ့နေရာကိုကိုသားသမီးခေါ်မလား အန်ဒီရဲ့များမဲ့နေရာကိုသားသမီးခေါ်မလားကားရှုပ်တဲ့နေရာကိုသားသမီးသွားရင်စိတ်ပူတယ်ဒီလိုမျိုးတင်ရပရိသတ်မိုင်းနေထောင်ထားပြီးတနက်ကိုစီလွယ်ထားတဲ့လူတွေရှိတဲ့ကြားထဲကိုကိုသားသမီးခေါ်သွားမလားလက်နက်ကင်ဖွဲ့ချင်းချင်းဖြစ်တဲ့ကိစ္စတခုပဲလက်နက်ကင်ချင်းချင်းဖြစ်တဲ့လူမျိုးပဲကျွန်တော်သုံးသပ်ဖို့လိုတယ်။မဟုတ်ဘဲနဲ့ဟိုကလေးတပ်ပုံလေးတွေနဲ့ဟိုစီးရီးယားကလေးတပ်ပုံလေးတွေနဲ့ဟိုကပေါက်ခွေ140ရှောက်ပြောနေတာ မိမကလေးရဲ့ဆေးရသွားကြည့်တာမဟုတ်ဘူး PDF ဌာနချုပ်ကိုသွားကြည့်တာ PDF ဌာနချုပ်ကိုသွားကြည့်တာ PDF စကြောင်းသုံးကြောင်းသွားကြည့်တာသူတို့ grain လည်းဝန်ခံထားတယ်သူတို့ grain လက်ခံထားတယ်စကားပြောနေတယ်မ KIA စစ်သားတွေစကားပြောနေတယ် CDF စစ်သားတွေစကားပြောနေတယ် video file လည်းပလူပြအောင်တက်လာတယ်ကျွန်တော်သူများလိုမျိုး profile အမဲချိန်ပြီးဘိုးချုပ်သားသမီးတွေအားစာရောရောင်ပေါ်ကြောင်ပြီးတော့လေဟိုသူများ pressure မိမှာဆိုလို့ profile အမဲနဲ့ဘိုးချုပ်ကြီးတွေနော်ဘိုးချုပ်သားသမီးတွေတော့မှပဲဖြောက်ပြီးတော့လေသူတို့တငယ်ချင်းတွေက ကျွန်တော်ဘိုလ်ချုပ်သားသမီးလည်းမဟုတ်ဘူးဘိုလ်ချုပ်သားသမီးလည်းမဟုတ်ဘူးဘိုလ်ချုပ်သားသမီးလည်းမဟုတ်ဘိုလ်ချုပ်သားသမီးလည်းမဟုတ်ဒါပေမဲ့ကျွန်တော်အမှန်တရားကိုပြောတယ်အဲ့လိုလူမျိုးတွေကမယွန်စရာကောင်းတာကို့ဖေကဟိုဒီအဖွဲ့အစည်းကဖြစ်ပြီးဒီအဖွဲ့အစည်းသက်သာမရှိရလောက်တယ်ပြောလိုက်မယ်နော်ခုတက်မတော်ရဲ့တက်မတစ်ခုကို PDF ကနေပြီးတော့ဝင်လုံးနေဝင်သိမ်းနေကျွန်တော်ဘာပြောလဲသိလား ကြာသွားရင်စောက်သုံးမကြဘူးကြာသွားတာလို့ပဲပြောမှာပဲ။ဒါဆိုရင်ဒီနေရာကိုဘလို့နီးနဲ့မဆိုကာကွယ်ဖို့တာဝန်ရှိတယ်။လုပ်ဖို့တာဝန်ရှိတယ်။အဲ့ဒီကနေပတ်သက်ပြီးဟိုဟာပေါ့စစ်သားစစ်တိုက်လို့နေတာကိုကျွန်တော်တို့ကဟိုဟာအရန်ကြီးဟိုဒုက္ခိတာဖြစ်ပြီးဟာတနာစရာကောင်းတဲ့ဟာလို့ဘယ်တော့မှမမြင်ဘူး။အခုဒီဘက်ကတက်မတော်ဘက်ကဒီလိုမျိုးစိတ်ကိုထားတယ်လို့မျိုးဘာလို့ဟိုဘက်ကကြတော့ကျွန်တော်တို့လာလုတ်တယ်ကျွန်တော်တို့လာလုတ်တယ်ဟာ စစ်ဌာနချုပ်ဖွင့်ထားတဲ့ဟာကိုဘာလို့မှလဲမှန်တာမှားတာမပြောဘူးနော်စစ်တဲ့သဘောတော်အောင်မှာမှန်တာမှားတာမရှိဘူးအင်္ဂလိပ်နဲ့ဘန်ဒူလာနဲ့တိုက်တယ်ဘန်ဒူလာမှန်တယ်အင်္ဂလိပ်ကမှားတယ်ဒါပေမဲ့ဘန်ဒူလာရှုံးတယ်တိုက်ပြီးအုပ်ချုပ်ခြင်းအုပ်ချုပ်ခြင်းဆိုတာကဘသူအင်အားကြီးခြင်းမကြီးခြင်းနဲ့ပဲနောက်ဆုံးဆုံးဖြတ်တာနောက်ဆုံးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုချုပ်ထဲမှာလက်ရှိဂျိုးဘိုက်တန်ကနေပြီးအမှုဆင်ပြီးဖမ်းထားတယ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူလက်ရှိအင်အားရှိတဲ့သူပါပဲ အရာရောဆုံးဖြတ်သွားတာပဲဒါကလူသားတွေလူသားမျိုးတွေဖြစ်ထွန်းပေါ်ပေါက်လာပြီးတော့အုတ်ချုပ်ရေးတွေစဖြစ်ပေါ်ကလေးကဒီနေ့ထိဖြစ်နေတဲ့အရာဒီကြားတဲ့ကိုကျွန်တော်ကတာမန်ပြည်သူတွေမညံ့စေခြင်းလို့ဆရာမတွေမလုပ်ပါနဲ့ဘုန်းကြီးတွေယဟန်တွေကိုမလုပ်ပါနဲ့စာသင်နေတဲ့ကလေးတွေကိုမလုပ်ပါနဲ့အကြံမန်းတဲ့တွေကိုမလုပ်ပါနဲ့ ပြောပေမဲ့အဲ့ဒီလိုမျိုးဘုံကြီးတွေတက်တဲ့အခါမှာဝန်တာတယ်ဆရာသမားတွေတက်ရင်ဝန်တာတယ်ရံမန်းတွေဘုံထောင်းရင်ဘုံကွဲရင်ဝန်တာတယ်ဖြစ်ပြီးတော့မှလက်နက်ကင်ချင်းချင်းတေးတော့မှအမလီကျွန်တော်တို့ကိုတုတ်တဲ့ဘာညာဆိုတော့စစ်တိုက်မနေပါနဲ့တော့နော်ပြောပြီးသွားပြီလေရင်ဘွားကြည့်လို့ရှိရင်အကုန်လုံးမြင်ရတယ်မလုချင်လို့မလုတာမလုတော်တော်ကြပါတော့မသေးသေးချင်တော့ပါဘူးမြန်မာနိုင်ငံသားအချင်းချင်းပြောတယ်လေကျွန်တော် live လုပ်ပြီးတော့ကျွန်တော်သတိပေးတယ်လေ တတိပေးရလေဘာကြောင့်အဲ့လိုပြောရလဲဆိုရင်လီဗီးယားဆီးရီးယားအီရက်အာဖဂန်နစ္စတန်ကဘာရဲ့ပထွေးအမေရိကန်နောက်မှာပဲလေချောင်းအင်အားနဲ့ပဲအားလုံးအနိုင်ယူသွားတာဒါကျွန်တော်ဒါနောက်ဆုံး conclusion final conclusion လေရင်တင်သဘောကြီးစိုက်လိုက်တယ်လေချောင်းနဲ့အနိုင်ယူသွားတယ်ပြီးမှမုံမုံညံ့ညံ့ကြည့်တော့မှကုန်းတဲနဲ့ဝင်သိမ်းတယ်ဒါကတော့စစ်သားတွေ စစ်တပ်ကြီးရဲ့လုံလုံထားရှိရပါဒါနိုင်ငံရေးမဟုတ်တော့ဆေးရေးဖြစ်သွားပြီအဲ့တော့ပြောချင်တာမင်းတို့ကလောက်တာမှန်လားမှားလားဆိုကျွန်တော်ပြောပြမယ်နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတယ်ဆိုရင်ကျွန်တော်အမှန်တရားဘက်ကယက်တည်ပြမယ်ဒါပေမဲ့လက်နဲ့ကင်ပြီးတိုက်ခိုက်တဲ့သူတရားမဟုတ်သူမှန်ဒီလူမှန်လို့ကျွန်တော်မပြောချင်ဘူးအဲ့တော့နိုင်ငံရေးနိုင်ငံရေးနဲ့ဖြည့်ရှင်မယ်စပွဲပွဲမှာအဖြည့်ရှာမယ်အခုဆို NLD ဘက်ကတော့ဆန္ဒမင်းတို့ဘာလို့ပြောသလိုမျိုးနိုင်ငံရေးနိုင်ငံရေးနည်းနဲ့ဖြည့်ရှာမယ်ဥက္ကဋ္ဌကြီးတို့လိုနိုင်ငံရေးနိုင်ငံရေးနဲ့ဖြည့်ရှာမယ်ဆိုပြီးကျွန်တော်သဘောကျတယ် သဘောကျတယ်သူတို့ရဲ့ဒီမိုကရေစီဟာကိုဆက်ပြီးတော့ရှောင်လန်းနေတယ်တက်မတော်ကိုလည်းသူတို့ဂျန်နယ်လန်းနဲ့သူတို့ဝေဖန်တယ်ကျွန်တော်တစ်ခါပိတ်နေရမျိုးမဟုတ်ဘူးဒီလိုမျိုးလူမျိုးတွေကျွန်တော်လေးစားတယ်ဒေါအောင်ဆန်းစုကြည်ကလည်းဘယ်တော့ခါမှလက်နက်ကင်လမ်းစဉ်ကိုသူဒီသဘောမတူကြဘူးသူထွက်လာလို့ရှိရင်လည်းဒီဘက်ကတဘောတူမှလည်းမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်ဒီနိုင်ငံရေးကိုနိုင်ငံရေးနီးလမ်းနဲ့သူ့ရဲ့တဘောအလုံးဖြစ်ရှင်းလာခဲ့တာဒေါအောင်ဆန်းစုကြည်ဒီနိုင်ငံရေးကိုနိုင်ငံရေးနီးလမ်းနဲ့တဘောအလုံးသူ့ကလက်နက်ကင်လမ်းစဉ်ကိုရွေးမယ်ဆိုလို့ရှိရင်သူဒီအမေရိကန်ကိုလည်းအကူအညီတောင်းလို့ရပါတယ် အင်္ဂလန်ကိုလည်းအခုကြီးတောင်းတိုင်ရခဲ့တဲ့အခြေအနေရှိခဲ့ပါတယ်တိုင်းရင်းသားလက်နက်ကိုင်တွေလည်းပေါင်းမှုခွင့်ရခဲ့တဲ့အခြေအနေရှိခဲ့တယ်သူဘယ်တော့မှအားမလုပ်ခဲ့ဘူးမလုပ်ခဲ့လည်းပြီသူလက်ထက်မှာတော့မှတိုင်းရင်းသားလက်နက်ကိုင်တချို့တော့သူနှိမ်နှင်းလိုက်သေးတယ်သူနားလေတယ်မြန်မာနိုင်ငံကြီးကိုဒါကြောင့်မို့ကျွန်တော်ပြောချင်တယ်လက်နက်ကိုင်လမ်းစဉ်ဆိုတာဟာ NLD ရဲ့လမ်းစဉ် NLD ရဲ့ဟိုဟာပေါ့အောက်ခြေရဂျိုးစပုတ်ရဲ့လမ်းစဉ်တော့ဟုတ်ချင်ဟုတ်မှာပေါ့နော် တကယ်ပါတီတီထောင်ထားတဲ့သူတွေရဲ့ ဘုရုတ်တင်ဦးတို့ NLD တီထောင်ထားတာဘုရုတ်တင်ဦးတို့ဘုံမိုးချုပ်အောင်ကြီးတို့ဆိုတာမမေ့နိုင်အောင်စစ်သားတွေတီထောင်ထားတာ NLD ကပြီးတော့မှဒေါက်ဆန်စုကြည်ကိုထည့်ဒေါက်ဆန်စုကြည်စစ်သားသမီးပဲအဲ့တော့ NLD ပါတီဆိုတာစစ်သားသားသမီးတွေနဲ့စစ်တပ်ကဘုရုတ်တွေတီထောင်ထားတဲ့ပါတီဆိုတာလည်းမမေ့နိုင်အောင်ဦးဝင်းထိန်ဦးဝင်းထိန်ဆိုတာလည်းဘိုးကြီးဝင်းထိန်ဘိုးကြီးဝင်းထိန်ကတက်ချုပ်လုပ်ခဲ့တဲ့ဦးတင်ဦးရဲ့ဘုရုတ်တင်ဦးရဲ့ PSO အဲ့တော့ NLD ပါတီရဲ့ဘဟုကော်မတီဝင်ထိပ်သီးပိုင်းတွေဟာ စစ်တပ်ကဗိုလ်ချုပ်တီတီထောင်ထားပြီးတော့စစ်တပ်ကပောက်ပွားလာတဲ့တောင်ဆန်းစုကြည်ပေါ့နော်ဒါတက်မတော်ခေါင်းဆောင်ရဲ့တမ်ပီးတီထောင်ထားတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်မလို့သူကတက်မတော်ဩဇာမျက်မှုပဲစူးစမ်းတယ်တက်မတော်ဖြတ်သိမ်းပြဖို့မစူးစမ်းဘူးဒီတက်မတော်ယူဩဇာမျက်မှုပဲဒါကြောင့်မို့ကြီးကြီးလိုက် NLD ပါတီမှာသူကဗိုလ်ချုပ်သူရရှင်မန်းတို့ဟောနာဗိုလ်ချုပ်ကြီးသူရရှင်မန်းဗိုလ်ချုပ်ကြီးအဆင့်ပေါ့နော်ဗိုလ်ချုပ်ကြီးသူရရှင်မန်းတို့နောက်ပြီးတော့ဗိုလ်ချုပ်သူရအောင်ကိုတို့စတာတွေကိုနောက်ပြီးလို့ရှိရင်ဒါအဲပြည်ထဲဝင်ကြီးလုပ်ခဲ့တဲ့ဗိုလ်ချုပ်တို့ အကုန်လုံးဒေါ်အောင်ဆန်းစုကြည်ကတည်ပြီးတော့သူ့ဟိုသူ့လူငါးဘက်ကဖြစ်အောင်စီယုံတာပဲလုပ်တယ်။နော်သူ့လူငါးဘက်ကဖြစ်အောင်ပဲစီယုံတယ်။ဒါပေမဲ့သူဒီလက်နက်ကင်တော်လိုင်းရေးလမ်းစဉ်ကိုတော့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဇက်နဲ့နှုတ်နဲ့ရွေးချယ်ခဲ့တာကျွန်တော်လည်းမကြောက်ဘူးသေးဘူး။အဲ့တော့မင်းတို့သွားနေလမ်းကြောင်းဒီစစ်တပ်ကစစ်တပ်ရဲ့သွားနေတဲ့တပ်မတော်ရဲ့မူဝါဒနဲ့လည်းမကိုင်းကြဘူး။ NLD မူဝါဒနဲ့မကိုင်းဘူး။မင်းတို့ကဘာပြင်မရအောင် တော့ကဘာပြင်မဲ့ရောက်ပြီးတော့အကျန်းဖက်လို့ရတဲ့ဖြစ်တဲ့ဘုံကြီးတက်တယ်ဆရာမတက်တယ်ကြောင်းတက်တဲ့သူတွေတက်တယ်အလုတ်ဝင်နေတဲ့သူတွေတက်တယ်နော်ကားတွေကိုမီးရှို့တယ်နော်ဒီလိုမျိုးဟိုပွဲလမ်းတပင်ကထိန်မျိုးတောင်ချားနဲ့ပြစ်တယ်နော်ဒါပြလို့ရှိရင်ကြံမတ်တဲ့ဘုံခုခွဲလဲခွဲတယ်ခွဲဖို့လဲတိုက်တော့တယ်နော်နောက်ဆုံးတိုင်းကျော်ဆိုတဲ့လူရှင်တော်မသားတော်မှပဲဒီ